ဘာလုံးမဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပြီးတော့မယ်ချောင်းလေးကတော့ကျွန်တော်တို့မလိုအပ်တဲ့ TikTok account တွေကိုအပြီးပိုင်းလိုဖြစ်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီ video လေးမှာပြပြပြီးတော့ပြင်ဆိုတော့ကျွန်တော်လည်းတူတူ like ကြည့်လိုက်အောင်ကျွန်တော်တို့ TikTok account ဖြစ်ဖို့အတွက်ကျွန်တော် TikTok application တွေကိုဝင်လိုက်မယ်ဆိုတော့ TikTok application နဲ့ဝင်ပြီးရင်ကျွန်တော်တို့ရဲ့ ဒီ profile ကိုကျွန်တော် profile နဲ့ဝင်လိုက်မယ် profile နဲ့ဝင်လိုက်ပြီးပြီဆိုရင်ကျွန်တော်အပေါ်ဆုံးက menu bar လေးကိုနှိပ်လိုက်မယ်အပေါ်ဆုံးကျွန်တော်ညာဘက်တောင်ဆုံးက menu bar လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်အောက်ဆုံးက setting and privacy ဆိုတဲ့ထဲကိုထပ်ဝင်လိုက်မယ်ဆိုတော့ဒီနေရာလေးရောက်သွားရင်ကျွန်တော်အပေါ်ဆုံးအကောင့်ဆိုတာလေးကိုတစ်ချက်ရွေးလိုက်မယ် ဒါဆိုရင် ကျွန်တော်တို့ဒီနေရာလေးကိုထပ်ရောက်သွားလိုက်မယ်ဒီနေရာလေးရောက်သွားရင်ကျွန်တော်အောက်ဆုံးက deactivate or delete account ဆိုတဲ့စာကြောင်းလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုရောက်သွားပါပြီဒီနေရာလေးရောက်သွားရင်ကျွန်တော်တို့အကောင့်ကိုကျွန်တော်တို့အဒီမှာဖြစ်နည်းနှစ်မျိုးရှိတယ်ကျွန်တော်အပေါ်ကတော့ deactivate account ဆိုပြီးတော့ ဒီဒါကတော့ကျွန်တော်တို့အပြီးပိုင်ဖြစ်တာမဟုတ်ဘူးကျွန်တော်တို့ကျွန်တော်တို့ရဲ့အကောင့်ကိုခဏရပ်ထားတာဖြစ်တယ်ကျွန်တော်အောက်က delete account permanently ဆိုတာကတော့ကျွန်တော်တို့ရဲ့အကောင့်ကိုအပြီးပိုင်ဖြစ်တာဖြစ်တယ်ကဲဆိုတော့ကျွန်တော်တို့ကအခုကိုယ့်အကောင့်ကိုအပြီးပိုင်ဖြစ်ချင်တယ်ဆိုရင်အောက်က delete account permanently ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြန်ဒီညမှာကျွန်တော်တို့ခဏလေးစောင့်ပေးရမယ်။ line ကောင်းရင်တော့ဒီညမှာမြန်ပါတယ်။ ကဲဆိုတော့ဒီမှာကျွန်တော်တို့ဒီလိုလေးတွေမိကွန်းလေးတွေမေးလာပြီကျွန်တော်မဖြေချင်ဘူးဆိုရင်လည်းရတယ်ကျွန်တော်အပေါ်ဆုံးက skip ကိုကျွန်တော်နှိပ်လိုက်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီမှာ reason တွေတစ်ခုခုကို ဖြေလို့လည်းရတယ်ကျွန်တော် reason တစ်ခုခုကိုဖြေလို့လည်းရတယ်ပြီးရင်ကျွန်တော်တို့ continue အောက်ကကျွန်တော် continue ကိုနှိပ်လို့လည်းရတယ်အပေါ် skip ကိုလည်းနှိပ်လို့လည်းရတယ် ဆိုတော့ဒီမှာ ကျွန်တော်နှိပ်လိုက်ပြီကဲဆိုတော့ကျွန်တော်ဒီစာမျက်နှာလေးရောက်သွားမယ်ဒီစာမျက်နှာလေးရောက်သွားရင်တော့ဒီမှာကျွန်တော်အောက်ဆုံးမှာဒီ bind continue you review your data request and wish to continue delete your account ဆိုပြီးတော့ဒီမှာပြနေတယ်ဒါလေးကိုကျွန်တော်တို့ကဆက်လေးကိုနှိပ်လိုက်နှိပ်လိုက်ရင်ဒီမှာ continue ဆိုတဲ့စာတန်းလေးကနီလာမယ်ကျွန်တော်တို့ကဒီ continue ဆိုတဲ့ စာရင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုတော့နှိပ်လိုက်ရင်ကျွန်တော်နောက်တစ်စက်အနေနဲ့ဒီညလေးကိုထပ်ရောက်သွားမယ်ဒီညလေးရောက်သွားရင်ကျွန်တော်တို့ပုံမှန်တိုင်းမှာအောက်ဆုံးက continue ဆိုတာလေးကိုဆက်နှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ Gmail ကျွန်တော်တို့ TikTok account ရဲ့ Gmail တဲကိုဒီမှာကျွန်တော်တို့ code 6လုံးကျွန်တော်တို့ code ပို့ပေးထားတယ်အဲ့ကုတ်ကိုကျွန်တော်တို့ကတွားကြည့်ရမယ်ဆိုတော့ဒီမှာကျွန်တော်ကုတ်ကြည့်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်ရေးလိုက်မယ်ရိုက်ထည့်လိုက်မယ်လက်ထည့်လိုက်ပြီးရင်ဒီမှာအောက်က delete account ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီနေ့ဒီမှာကျွန်တော်ထပ်ပြီးတော့ confine လုပ်ခိုင်းတယ်ဒီမှာကျွန်တော်တို့ delete ကိုပဲဆက်ပြီးတော့နှိပ်လိုက်မယ် โอเคဒါဆိုရင်တော့ရပါပြီโอเคဒါဆိုရင်ရပြီဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင့်ကို ဖြစ်ချင်းကကျွန်တော်အောင်မြင်သွားပါပြီဆိုတော့ဒီမှာကျွန်တော်တို့တခြားအကောင့်တွေကို သူကအော်တိုဝင်သွားလိမ့်မယ်ကျွန်တော်တို့ရဲ့ပထမအကောင့်ကကျွန်တော်ပထမအကောင့်ကဒီမှာပြက်သွားပါလိမ့်မယ် ကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်ဒီပြပြပြသွားတာဒီမှာတော့ကျွန်တော်ခုပြပြပြသွားတာလေးကတော့ကျွန်တော်တို့ TikTok account တစ်ခုကိုအလွယ်ကူဆုံးဘလို့ဒီပိုင်ဖြစ်ရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပြသွားဖြစ်တယ်ဆိုတော့အားလုံးပဲစင်ပြေကြပါစေအင်း